မင်္ဂလာပါခင်ဗျာ Singwich your own voice ကနေကြိုဆိုပါရစေဒီနေ့ vlog လေးမှာမိမိအတန်ကိုအားပြုပြီးအလုပ်လုပ်နေရတဲ့သူတွေ vocal training လုပ်နေတဲ့သူတွေနဲ့အဆိုတော်တွေအတွက်မတောက်သုံးတဲ့ drinks အရင်၅မျိုးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် vocal နဲ့ပတ်သက်တဲ့ဘ ഹു တုတရစေမယ့်အကြောင်းအရာတွေကိုပြောပြပေးသွားမှာမို့ vlog ကိုအဆုံးထိကြည့်ဖို့တော့လိုပါတယ်နော် cold water ရေခဲရေရေဆိုတာလူသားတွေအတွက်နေ့စဉ်မရှိမဖြစ်လိုအပ်တဲ့အရာပါဒါပေမဲ့ရေခဲရေကတော့ချွင်းချက်ပါ ။ဗမာအခန်းအပူချိန်အောင်ရအောင်အေးခဲထားတဲ့ဘဲရေခဲရေကိုမဆိုမတော့သုံးသင့်ပါဘူး။ရေခဲရေတွေကမိမိ vocal cord တွေကိုတင်းမာလာစေပါတယ်။ပြီးတော့လေပင်ကြွက်သားတွေအေးခဲလာပြီးကြုံသွားစေတာကြောင့်တခြင်းဆိုတဲ့အခါမှသာမကတာမန်စကားပြောတဲ့အခါမျိုးမှာပါအနောက်ရှက်ဖြစ်စေပါတယ်။အခက်မတင်လို့အပူအေးမမျှတဲ့အခါလေချောင်းနာခြင်းတွေကိုပါဖြစ်စေပါတယ်။ Dairy နုံးနဲ့နုံးထွက်ပစ္စည်းများ နို့နဲ့နို့ထွက်ပစ္စည်းတွေကိုအလွန်အကျွံမှီဝဲခြင်းဟာမိမိအတန်ကိုအတော်လေးအနှောက်အယှက်ဖြစ်စေပါတယ်။ဘာလို့လဲဆိုတော့ချွဲတလိတွေထစေလို့ပါ။ဒါအပြင်အသက်ရှူလမ်းကြောင်းတစ်လျှောက်လေကြောင်းနဲ့ရင်ဘတ်ဆရာတွေကိုတင်းကျပ်ကျပ်ဖြစ်စေပြီးတော့အမောမခံနိုင်အောင်ဒုက္ခပေးပါတယ်။မိမိဟာအတန်ကိုအားပြုပြီးအလုပ်လုပ်နေရတဲ့သူဆိုရင်တော့တတ်နိုင်သလောက်နို့နဲ့နို့ထွက်ပစ္စည်းတွေကိုအလွန်အကျွံမှီဝဲဖို့အကြံပြုပါရစေ။အယ်လ်ကိုဟောအရက် အရက်လို့ပြောလိုက်ပြီဆိုရင်အတန်ကိုအားပြုနေရတဲ့သူတိုင်းရှောင်ရှားတင်နေဆိုတာကိုနားလေသဘောပေါက်ပြီးသားပါတဟတလေအပျော်တောက်တာကတော့ကိစ္စသိမရှိပေမဲ့အရက်သေးစာကိုဆွဲလန်းနေပြီဆိုရင်တော့ပြဿနာဖြစ်သွားပါပြီအယ်ဂိုဟောဟာမိမိရဲ့လက်ချောင်းကို၆ကက်စီပြီးတော့တခြင်းဆိုတဲ့အခါတအားအားစိုက်ထုတ်ရပါတယ် ဒါအပြင်ရေတက်ခန်းချောက်စေတာမို့မိမိရဲ့အာအိမ်တွေကိုဆွဲချသွားပြီးအတန်သွင်းတဲ့အခါဖြစ်စေ stage ပေါ်မှာဖြောပြနေတဲ့အခါဖြစ်စေပုံမှန်အချိန်ထက်ပင်ပန်းစေပါတယ်။ alcohol လို့ပြောထားတာဖြစ်တဲ့အတွက် alcohol percent ပါတဲ့အရည်တိုင်းကိုအတက်နိုင်ဆုံးရှောင်ရှားသင့်ပါတယ်။ coffee coffee မတောက်ပါနဲ့လို့ပြောရမှာကိုနည်းနည်းတော့စိတ်မကောင်းဖြစ်မိပါတယ်။ coffee ကိုအလွန်နှစ်သက်ဆွဲလန်းတဲ့အဆိုးဝါးနာရှင်တွေနဲ့အဆိုးတော်တွေအတွက်တော့ခက်ခဲမဲ့အရာဆိုတာကိုနားလေပါတယ်။ ကမ္ဘာမှာကော်ဖီမကြိုက်တဲ့သူဆိုတာ100ရာခိုင်နှုန်းမှာ100ရာခိုင်နှုန်းလောက်သာရှိပါတယ်။ဒါကြောင့်တတ်နိုင်သလောက်ရှော့တောက်ဖို့ပဲအကြံပြုချင်ပါတယ်။ဘာလို့လဲဆိုတော့ကော်ဖီကအရင်တုံးစေပါတယ်။ဒါအပြင်မိမိရဲ့လက်ချောင်းကိုလည်း6တွေ့စေပြီးတော့ရေတက်ခန့်ချောက်စေပါတယ်။ဒါကြောင့်အတန်သွင်းကန်ကြီးဖြစ်စေ၊ပာဖုံးလုပ်ကန်ကြီးဖြစ်စေကော်ဖီမတောက်ထားမိဖို့တော့လိုပါတယ်နော်။ဆိုတာဆိုတာတွေကအတန်ကိုသာမကမိမိရဲ့အစာအိမ်ဦးလန်းချောင်းတွေကိုပါအနှောက်အယှက်ဖြစ်စေပါတယ်။မြန်အောင်ပြောရရင်တော့ gas ပါတဲ့အချိုကြီးတွေအချင်းဖောက်ထားတဲ့ fruit juice တွေနဲ့ အားဖြင့်အချို့ရည်ပဲဖြစ်ပါတယ်။ acidic reflux လို့ခေါ်တဲ့အစာအိမ်ထဲက acid တက်ကလေကြောင်းကိုပြန်ရောက်သွားတာကြောင့်မိမိရဲ့အသံအိုးကိုရောင်ရမ်းလာစေပါတယ်။ဒါကြောင့်သင်းဆိုတဲ့အခါကိုရောက်ရှင်တဲ့ fish တွေနဲ့ sustain note တွေကိုရောက်ဖို့ခက်ခဲလာပါမယ်။ခက်တော့တဲ့ဆိုရမယ် reefs and run တွေလည်းမစုံနိုင်ဖြစ်လာပါမယ်။ကဲဒီ drift ၅မျိုးကတော့မိမိအတန်ကိုအားပြုပြီးအလုပ်လုပ်နေရတဲ့သူတွေ၊ vocal training လုပ်နေတဲ့သူတွေနဲ့အဆူရော်တွေအတွက်မတောက်သုံးသင့်တဲ့အရင်၅မျိုးပဲဖြစ်ပါတယ်။ ဒီ vlog လေးကနေပြီးတော့ဘ ഹു တုတ္တတွေရာသားလိုက်မယ်လို့လည်းမျှော်လင့်ပါတယ်။ Vulcan နဲ့ပတ်သက်ပြီးဘ ഹു တုတ္တရသည်မယ်အကြောင်းအရာတွေကိုတင်သွားပေးအောင်မှာမို့ကျွန်တော်တို့ရဲ့ Singwish your own voice page ကို like and see first လောက်ထားဖို့လည်းမမေ့ကြနဲ့အောင်နော်။ Okay, see you later guys.